ကျွန်တော်နာမည်ကတော့တူတော်အောင်ပါခင်ဗျာဖေးဘုတ်ပေးမှာတွေ့ရှိပြီးတော့ရှောက်လာခဲ့ရောဘောသာအဲ့ဒီဖေးဘုတ်ပေးရဲ့နာမည်ကတော့ပြည်သူဘန်နိုင်ကနေပြီးတော့တွေ့ရှိခဲ့တာပါကျွန်တော်အနေနဲ့ကတော့ဒီတင်နှောင်းတက်ရတဲ့အရေးရဲ့ချက်ကတော့ ဟိုအတံမွေဝဲအကြောင်းဆိုင်ရာပညာရဲ့တခုအနေနဲ့တက်တက်ရောက်ရခြင်းဖြစ်ပါတယ်။ဟောဂျောအနေနဲ့အိမ်သုံးဝါရင်းနဲ့တခြားသောဟိုစားလျက်စစ်ပိုင်းဆိုင်ရာတင်ရခဲ့။အကျိုးကျေးဇူးတွေလည်းတော်များများရခဲ့ပါဘူး။ ဒီတင်တန်းမှာဟောမတူမတူ क्वे ပြားတဲ့ပညာရက်တွေအမျိုးမျိုးပေါ့အဲ့ဒီဟာတွေကိုပုံမူအစားတော့မသိရှိခဲ့ဘူးဒီတင်တန်းကိုတက်ရောက်ပြီးတဲ့ကာလမှာဟောဒီပညာရက်တွေကဒီလိုမျိုးကျယ်ပြန့်နေဆိုတဲ့အကြောင်းအရာပုံမူပြီးတော့တွေ့ရှိခဲ့တယ် ီအတပ်ဝိဘဲကြောင့်ပညာရက်တွေကိုလက်တွေ့အသုံးချတဲ့နေရာမှာတော်တော်လေးကိုအကျိုးရှိပြီးတော့တော်တော်လေးကိုဘယ်လိုပြောမလဲ perfect ဖြစ်စီမယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်ကဲ့ဒီထိုင်းရောက်လာပြီဆိုတော့လိုအပ်ချက်တွေကတော့အများကြီးရှိကြပါတယ်။တယောက်နဲ့တယောက်နဲ့လည်းတူမှာတော့မဟုတ်ဘူး။အဲ့ဒီနေရာမှာအတန်ဝင်ဝင်ကျောင်းပညာကို တက်တဲ့လူတွေရှိသူမတက်တဲ့လူတွေရှိတယ်မတက်တဲ့လူတို့ကတော့ဒီဥစ္စာတွေကပုံမှုပြီးတော့သူတို့ကအကျိုးပူရှိတယ်တက်ရောက်တဲ့လူကလည်းဒီဥစ္စာကိုပြန်ပြီးတော့မတိတဲ့လူပို့ပြီးတော့ဘယ်လိုပြောမလဲပြန်ပို့ချပြီလို့ရှိရင်လည်းပို့ပြီးတော့အဆင်ပြေတယ်ကျွန်တော်လေးအဲ့ဒါကိုပြင်ပါတယ်ကျွန်တော်အနေနဲ့ဒီတင်တန်းမှာတက်ရောက်ခြင်းတက်ရောက်တဲ့အချိန်မှာအမတ်တရားအနေနဲ့ကတော့အများကြီးရှိခဲ့တယ် ဒဲအဲ့ဒီနေရာမှာတခုကိုပြောပါဆိုလို့ရှင်တင်တန်းသားတွေမိတ်ဆက်ပွဲကိုပြောပါဘောလေဆိုတော့ကျွန်တော်တို့တွေကဒီဟိုမှာမလာခင်တည်းကဘယ်သူမှလည်းတည်တာလည်းမဟုတ်ဘူးအဲ့ဒီအတွက်ကျွန်တော်တို့ဒီတွေ့ဆုံပြီဆိုတော့ဟောနောက်ထပ်ဘယ်လိုပြောမလဲတကယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေအများကြီးရတယ်အလောကန်ခွင်လန်းတွေအများကြီးပို့ပြီးတော့ကျေပြန်းတာတိုးတက်လာပြီးတော့မြင်တဲ့အတွက်ပို့ပြီးတော့အကျိုးများတာပေါ့အမှတ်တရား ီတင်တော့ပြီးသွားပြီဆိုလို့ရှင်ရှေ့ဆက်ပြီးတော့လုပ်ငန်းဝင်တွေပါဝင်ဖို့ရှိရောဒါပေမဲ့အခုချိန်မှာတော့လုပ်ငန်းဝင်တွေတွေကတော့တွေ့တွေ့ရှိခြင်းတော့မရှိဘူးဒါပေမဲ့စူးစမ်းပြီးတော့ရှာနေသေးပါဟုတ်ကဲ့ဒီတင်တဲ့ဟိုစားပေါ်တော့ထင်မြင်ကြတော့အနည်းငယ်များတော့ပျော်ပျော်ပျော်ဥစ္စာ ပြောဖို့တော့တော့ကျောတော့အခက်ခဲဖြစ်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်ကဘာမှမသိမတတ်တဲ့သူဆိုတော့နည်းနည်းဒီမှာပို့ပြီးတော့လာတက်ရဲဆိုတော့ပို့ပြီးတော့အများကြီးတွေ့ကြုံကြစီတယ်။အဲ့တော့မရှိတော့ဘူး။ဟောကျွန်တော်အနေနဲ့ပြည်သူ့ဗန်းတိုင်းပေါင်းစည်းလမ်းအသက်မွေးတင်တန်းကိုအကြံဉာဏ်ပေးကြအောင်ဒီထက်ပိုမိုကောင်းမွန်တဲ့တင်တန်းတွေအများကြီးဖွင့်လှစ်ပေးဖို့ညွှန်လင်းပါမယ်။ဟုတ်ကဲ့အကြံလည်းပေးခြင်းပါ။ ဟိုဥစားလျှက်စစ်ပိုင်းဆိုင်ရမှာမဟုတ်ဘူးတခြားခြားသောဟိုဥစားလူမှုအတိုင်းဝိုင်းမှာပတ်သက်တဲ့ဟိုဥစားတင်တန်းနေတယ်ဖွင့်စီခြင်းဥပမာအနေနဲ့ပြောမယ်ဆိုတခြားနိုင်ငံရောက်လာပြီးတခြားသူရဲ့ဘာသာစကားလိုမျိုးပေါ့အဲလိုမျိုးအဆအဆရရမျိုးဟုတ်ကဲ့ကျေးဇူးပါ